ကျွန်တော်တကယ်ချင်းတဲ့မျိုးသမီးကိုသင်နည်းနည်းတရားသင်ပေးတာပါဆရာသင်ပေးတဲ့အခါမှာခုနပြောတဲ့ကလေးအကြောင်းကိုနဲ့ပတ်သက်ပြီးကျွန်တော်သင်ပေးလို့တခုဟိုဆရာညံပွင့်နေတာတခုပါဆရာသူတို့ကပြောတာတစ်ခေါက်တိုံနဲ့ဆရာပြောတာဘယ်လို့ရမလဲဆိုတော့အဲ့ဒါကိုကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတာဆရာတစ်ခေါက်တိုံနဲ့ဆိုတာတကယ်တိမဆရာမတိတတိလေးရမရဥပမာကျွန်တော်ပြောပြတာခုနပြောတဲ့ကလေးလိုပဲမိကပူတယ်နော်မဆော့နဲ့လို့ပြောသူမတိတဲ့ရင်သူတစ်ခေါက်တည်းနဲ့မတိသေးဘူးတကယ်လို့တကယ်ဆော့လို့ ဲ့ဒီမီးရောသူလောင်လို့လက်မှာပူသွားပြီတကယ်တော့နာကျင်သွားပြီဆိုရင်အဲ့ဒီအတိရတစ်ခေါက်တည်းနဲ့တိသွားပြီနောက်သူဘယ်တော့မှမကင်တော့အဲ့တဘောပဲဆိုတစ်ခေါက်တိတယ်ဆိုတာတကယ်တိလို့ရှိရင်တစ်ခေါက်တည်းနဲ့လုံးဝတိတယ်ဟုတ်တယ်မလားဒီမှာနေတော့ဆရာနော်ဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါဟုတ်တယ်ဆရာနောက်နောက်တစ်ခုကဆရာသူတို့ပြောတဲ့ဟာကိုကျွန်တော်ကျွန်တော်ကျွန်တော်ညာနဲ့ဖြေကြည့်တာပေါ့ဆရာမှန်လားမမှန်လားဆိုတာပြင်ဆရာတစ်ချက်လောက်ပြောပေးပါဆရာအခုကဟိုသူများလည်းမေးကြတယ်ဒီပညာကိုโอเคရပြီဆိုရင်လောကထဲမှာ နေရင်ထိုင်ရင်ဘယ်လိုသုံးဘယ်လိုအသုံးပြုရမလဲလို့မေးကြတယ်ဆရာသူတို့လည်းမေးတယ်မေးတော့ကျွန်တော်ဖြေပုံကတော့ကျွန်တော်လည်းဟိုဒီလောကကြီးထဲမှာရောက်သွားတဲ့ခါမှာတော့ဆာမူဝဲခန်းတဲ့ဝင်တယ်လို့ပဲကိုစာချက်ထားလို့ရှိရင်ညာရှင်ရှိတဲ့ညာတွေကထွက်လာညာတို့တော့လှုပ်လှုပ်မှာပါဆရာကျွန်တော်တို့အခုကျွန်တော်တက်နစ်ရိုက်တော့အဲ့ဒီလိုပဲကိုကျင့်ထားတဲ့တင်ထားတဲ့ညာတွေရှိရင်ဘလုံးကညာတော့လာတဲ့အချိန်မှာစဉ်းစားဖို့အချိန်မရှိဘူးညာကသူ့ဟာတော့လှုပ်လှုပ်သွားတာပါဆရာအဲ့တော့အခုဒီတရားညာတွေကိုလည်းဝိပစ္စလုပ်မယ်ညာကခိုင်နေမယ်ဆိုရင် ီလောကထဲမှာကြုံတွေ့တဲ့များဟာတရားကပဲတာဝန်ယူပြီးတော့မှဖြည့်ရှင်းသွားတယ်ဆိုတာကျွန်တော်ရှင်းပြရစီအဲ့လိုမျိုးဆိုမှန်မလားဆရာအာမန်နဘောပဲအမန်နဘောမှန်တယ်နော်ဆရာနော်ဟုတ်တယ်နော်ညာရှိထားမယ်ဆိုရင်တော့ထွက်လာမယ်တကယ်လို့တရားမှာကိုကမနစ်လာတော့ညာမခိုင်ဘူးဆိုရင်ဒုက္ခနဲ့ဒီလောကဓာတ်နဲ့တွေ့လာလို့ရှင်ရခက်ခဲရှိမှာဒါပေမဲ့အဲ့လောကဓာတ်တွေ့ပေမဲ့ဒေါသတွေမောဟတွေကမရှိဘူးဆိုတဲ့ညာခိုင်နေဘာမှလောက်ဆရာမလို့တရားကပဲတွတ်တူတာဝန်ယူသွားမယ်ဆိုတာကျွန်တော်ယုံကြည်ပြီးတော့ဖြေလိုက်တယ်ဆရာမှန်တယ်နော်ဆရာ မှန်ပါတယ်ဗျာမှန်ပါဟုတ်ပြီဟုတ်ပြီဆရာကျေးဇူးတင်နေဆရာကျွန်တော်မင်းမရတွေအားလုံးပါနေတော့ဆရာသိကောင်းပါတယ်ဆရာဟုတ်ကဲ့ဒါမလို့သရိဒာတာဝင်အမတ်တစ်ပေါ့ဟုတ်ကဲ့သရိဒာနဲ့တွေ့ဆုံခြင်းသရိဒာဘောလာခြင်းသရိဒာနဲ့တွေ့ဆုံခြင်းနံပါတ်1နံပါတ်2ကဟလာတရားတရားလေးရှိရမယ်အဲ့တစ္ဆာတရားတွေကိုနားလဲလဲပြီဆိုရင်ဒါနံပါတ်1မိမိကိစ္စဟုတ်ပါတယ်နော်နံပါတ်3ကဓမ္မကိစ္စအဲ့ဓမ္မတာဝန်ဆိုဒါမလို့ ဟလာအသေးမှာဘသူကတာဝန်ယူမှာလဲဆိုတော့အများကြီးနေကြတယ်ဆိုတော့တရားနော်ဓမ္မတာဝန်ယူမယ်ဟုတ်ပြီဓမ္မတာဝန်ယူဖို့အတွက်အဲ့တော့တပရိသတာဝန်ရယ်ဟလာအခုတော့နောက်မိမိတာဝန်ရယ်ဓမ္မတာဝန်ယူဆိုပြီးသုံးခုရှိတယ်အဲ့တော့ဓမ္မတာဝန်ယူဖို့ဆိုတာကဟလာဓမ္မတာဝန်ယူတဲ့နေရာကသစ္စာသိမှရမှာသစ္စာမသိဘဲနဲ့ဓမ္မတာဝန်ယူလိမ့်မယ်ဆိုလည်းမရပြန်ပါဟုတ်ကဲ့အဲ့တော့ သစ္စာပေါ်မှာသစ္စာဉာဏ်သိတဲ့အချိန်ကစပြီးတော့ဓမ္မတောင်းဝင်ယူတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဒါသစ္စာလေးပါအာယုံပဲပုဂ္ဂိုလ်တရားမဟုတ်ဘူးလို့သိတဲ့အချိန်တည်းကစပြီးတော့မှအပယ်လွတ်ဖို့အတွက်ဓမ္မတောင်းဝင်ယူတယ်တောက်ကိလေသာတွေအစင်သေးတယ်လို့သိတဲ့အတွက်အဲ့ဒါဒီမိငင်းဖို့အတွက်ပေါ့နော်မိငင်းဖို့အတွက်လည်းဓမ္မတောင်းဝင်ယူပါတယ်စင်သေးတဲ့အတွက်တေအောင်တတ်ဆက်ကိစ္စပြီးဆုံးပြီလို့ဆုံးဖြတ်နိုင်လို့ရှိရင် ဒါနောက်ဆုံးဇာတိနောက်ဆုံးဘဝကတ္တညာပေါ့နော်တချို့ကတုံညာမြင်တယ်မဲညာဒီကိလေသာအစဉ်တည်းလို့သိပါတယ်ဒါပေမဲ့အထုအောင်မှဆိုရဲအယူလေးတစ်ခုကျန်းနေတယ်အဲ့လိုကျန်တဲ့အတွက်သူတန်တာတွေကမထွက်နိုင်သေးဘူးအနည်းဆုံးနှစ်ဘဝသုံးဘဝလောက်တန်တာတွေကျင်းလဲရအောင်မှာဒါသရုဒ္ဓနဲ့တွေ့တဲ့ဂုံကျေးဇူးကဒီကိလေသာအစဉ်တည်းပြီးပြီးတော့သူ့ကိုတတ်ဆရာကိစ္စပြီးဆုံးသွားပါပြီလို့ဆုံးဖြတ်နိုင်တဲ့ကတ္တညာကိုရသွားရင်နောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့တန်တာတွေကပြည့်မြောက်ခွင့်ရသွားတဲ့အတွက်အဲ့ဒါကြတော့ ဟာဒုက္ခကုံဆုံးမှုတွေဓမ္မအတောင်ယူတဲ့ပုဂ္ဂိုလ်အဆင့်ကိုရောက်သွားပါပြီဒါမှမဟုတ်အဲ့ဒီဓမ္မကပြည့်ပြည့်စုံတဲ့တောင်ယူတဲ့ဘဝကိုရောက်ဖို့အတွက်ကတော့သတ္တဇဏ်ရဲ့စုံစည်းခွင့်ရပြီးတော့မှကတ္တဉဏ်ကိုသိရှိနားလည်ဖို့လိုပါတယ်ကတ္တဉဏ်ကိုသိရှိနားလည်ပြီဆိုရင်တော့ဟလာသုံးသရဘုံတန်ရာနောက်ဆုံးစာရီနောက်ဆုံးဘဝနဲ့ဖွံ့ဖြိုးဖို့အတွက်ဓမ္မကလုံးဝအုတ်တုံတာဝန်ယူတဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ဖြစ်ပါတယ်လို့နားလည်ရပါဘူး။ဟုတ်ကဲ့ဆရာ။သာဓုသာဓုသာဓုပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။ဒါတကယ်လို့များချိန်ရှင်းရင်အရိယာတို့သိရတဲ့ ဒုက္ခ၈ပါးဆိုတာလေးတစ်ချက်တော့တော့အနာရှိမှာသိရှိမှာရှိပါတယ်ခင်ဗျာအခုမှညနေစလောက်တူသေးတာဆိုတော့ဟလာအဲအဲ့တော့ဟလာကျွန်တော်ဆက်ကြတယ်မှာပါတဲ့ဟလာဒီဒုက္ခသစ္စာအ내ထဲမှာဒီရှိချက်ကပါပိတာဖြစ်ပါတယ်ပြေဟိချင်းနေတဲ့ဝေပြောကကွေကွင်းရခြင်းတွေလဲဒုက္ခစင်ရဲ့အပြည့်မရှိခင်မနေတဲ့သူနဲ့ဆံပြောရှင်တွဲပေါင်းဖို့ခြင်းကလည်းပဲရှင်ရဲ့ နောက်တစ်ခုကပါလဲလို့မြင်တဲ့အခါကျတော့ဇာတိပိဒုက္ခရာဘိဒုက္ခဇာတိပိဒုက္ခမရဏဘိဒုက္ခဟဲ့လားကိုခြင်းနာခြင်းကိုခြင်းနာခြင်းသိခြင်းကလည်းဒုက္ခဆင်းရဲဒါဇာတိပိဒုက္ခဇာတိပိဒုက္ခဇာတိပိဒုက္ခမရဏဘိဒုက္ခ6ချက်ပေါ့နောက်တစ်ခုကယံပိသနလမတိတာဘိဒုက္ခအကျင့်တောင်းတာတိုင်းမရခြင်းဒီလေဒုက္ခဆင်းရဲဟဲ့လားကျွန်တော်တို့တောင်းတာတာဘာတွေတောင်းတာလဲလာဥပ္ပနခန္ဓာကိုပဲတောင်းတာဥပ္ပနခန္ဓာကိုတောင်းတာအဲကြောင်းကြတယ်အဲဒီ ဥပနကနာအရှိထားတဲ့ပုံစံတိုင်းသူကနှစ်ခုပဲလုပ်ပြီကျွန်တော်စိတ်တွေကိုတောင်းတခိုင်းတယ်ကြောင်းကြခိုင်းတယ်တောင်းတမှုမလုပ်ရင်ကြောင်းကြမှုလုပ်ခိုင်းတယ်ဟလာအဲ့ဒီဥစ္စာကဥပနကနာရဲ့အရေးရှင်းမယ်ဆိုတော့เนาะဒါမှမဟုတ်ဥပနကနာမသိတဲ့ပုံစံတွေကတော့ကိုယ်ကပြီးပြီအဲ့တောင်းတမှုကြောင်းကြမှုလုပ်ကုန်မလုပ်ဘူးမိစ္ဆာတူမြေလုပ်ကုန်မလုပ်ဘူးဒါမှမဟုတ်ကျွန်တော်သစ္စာနဲ့တွေမှာဟောတဲ့အခါကျတော့မိငင်းငယ်ဟလာအချိန်ခါစက္ကန့်စာများတောင်မှမရခဲ့ပါဘူးသစ္စာအတိအကျမရတဲ့ ူနဲ့ပြမှာတော့အားလုံးကသူတို့ရဲ့နှလုံးအိမ်မှာမိငိမ့်ခွင်းဆိုတာတစ်စက္ကန့်တောင်တော့မရှိခဲ့ဘူး။ဒါမှမဟုတ်မိနန္ဒရာကြီးလက်ပတ်နေတာကိုဒါမှမဟုတ်တန္တရာမိတော့မီလီယံတန္တရာမိတော့မီလီယံမိဘုံကြီးအပိတိုင်ငါမှငိမ့်ခဲ့လေပြီတကားဆိုတာလား။အဲဒီတော့ကျွန်တော်တို့ဒါတန္တရာမိတော့မီလီယံငိမ့်ခဲ့တာမိတော့မီလီယံလို့သာပြီးမှတော့တင်လာတယ်။ဘယ်ဟာမိတော့မီလီယံမှမသိဘူးဟုတ်လား။စုလို့လည်းတင်စားတယ်ဟလာတောကစုပရိဒေဝစုဒုက္ခစုဒေါမနသာစုအဲ့စုတွေ စုပြုံထည့်ထားတယ်အဲ့ဒါတွေကအဲ့စုတွေကအမြဲတမ်းသတ္တဝါတွေရဲ့နှလုံးရင်မှာအစုခံနေရတယ်ပေါ့တည်းနော်ဒါမှမဟုတ်အမီးဆက်တမီလည်းသုံးတယ်စုလို့လည်းသုံးတယ်ဟလာလူ့ဘဝရလာရင်ဘုရားရှင်ကဒုက္ခလို့ပဲပြောတယ်ဒုက္ခလို့မပြောဘူးသဘောတည်းနော်ဒါမှမဟုတ်ဘုရားပြောတာမှန်လားမှန်လားပြန်ကြည့်လိုက်ရင်ဟလာဒီသတ္တဝါတွေတောင်းတနေကြတာပဲဟလာကျွန်တော်တို့တိရစ္ဆာန်လေးတွေကြည့်လိုက်အမြဲတမ်းအစာရှာနေရတယ်ဟလာအစာရှာရင်လည်း နိုင်တဲ့လူကတကသစားကြဟုတ်တယ်မလားရှုံးတဲ့လူကလည်းအစားခံလိုက်ကြနဲ့အဲဒီဒီစင်းရတဲ့ဒီစကေကြီးထဲမှာတန်တရာကြီးထဲမှာကျွန်တော်တို့ကျင်းလည်နေရတာဘာကြောင့်လဲဘသူကခိုင်းတာလဲဒါတွေဘုရားတောင်းမြင်တရားခံဥပနာခံတာတောင်းလို့စားလို့မဝအောင်ဟုတ်လားအလိုမပြည့်အောင်ဟုတ်လားဒုက္ခတွေမကုံဆိုးအောင်စင်းပေါင်းမြောက်မြောက်ဆိုတာပုံစံမျိုးနဲ့ရောက်လာအောင်ဟုတ်လားဖန်ရှင်ကဘသူလဲပြီးတော့ဟုတ်လား တောင်းတမှုကြောင်းချမ်းမှုကိုလည်းသူကအမြဲတမ်းပေးတယ်တောင်းတရင်လည်းဆင်းရဲတယ်တောင်းတလို့မရရင်လည်းဆင်းရဲတယ်ကြောင်းကြလို့မရရင်လည်းဆင်းရဲတာပဲဆိုတော့တောင်းဒုက္ခသစ္စာထဲမှာဟလာဈာန်ပစ္စယနတ်လံပတိဆိုတရားတစ်ချက်ထည့်ထားတယ်ဒါခုနှစ်ချက်မြောက်ပေါ့နော်နောက်တစ်ခုကတန်ခိရဏအချင်းအပြင်းဆိုတော့ဆိုတာအထက်ပါခုနှစ်ချက်လုံးသည်ဟလာဥပ္ပနခန္ဓာတွေပဲဖြစ်ပါတယ်ဟလာအဲ့ဥပ္ပနခန္ဓာတွေကဟလာဒုက္ခသစ္စာဖြစ်ပါတယ်တော့ဘုရားရှင်ကအဲ့ဥပ္ပနခန္ဓာကိုဟလာလူသားသမားလို့ပြောတယ် ရကတော့လူသားသမားမာတော့အစိတ်အစိတ်လို့ပြောတာအစိတ်ဆိုတာဘာလဲဆိုမြင်တာကိုကျွန်တော်တို့ကချမ်းသာတယ်အေးမြင်အဲ့ဒါမျက်လုံးကအစိတ်ကိုအစိတ်ကိုစားသုံးနေတာပဲဒါကလည်းကောင်းတဲ့တန်လေးကိုသာရတယ်အေးအဲ့ဒါလေးကလည်းအစိတ်ကိုစားသုံးနေတာပဲနာနာစားတာထိတာတွေကလည်းဟာဒါလေးကကောင်းလိုက်တာဆိုပြီးတော့သာရလို့ရှင်လေဒါအရိယာတွေမှာတော့ဒါတွေကလာအစိတ်ပင်အစိတ်သီးသီးစားသုံးနေတာပါပဲသစ္စာမသိပဲအဝိဇ္ဇာနဲ့ခံစားတယ်အဝိဇ္ဇာနဲ့မြင်တယ်အဝိဇ္ဇာနဲ့ကြားတယ် လာဥပနိုင်ခန္ဓာကိုအရှိထားပြီးဥပနိုင်ခန္ဓာမသိဘူးဥပနိုင်အရှိထားပြီးတော့နာနေစားတဲ့ ठी တယ်တွေးတယ်အကုန်လုံးဟာခံစားနေတာတွေဟာမင်းတို့အစိတ်ပွင့်အစိတ်သီးတွေကိုမင်းတို့စားသုံးနေတာပါပဲလို့ဘုရားရှင်ကပြောခဲ့တယ်ဒါမှတန်ခိတိနာကျမ်းပြန်ဆိုရတော့ပြည့်စုံပါရဏခန္ဓာပြီးတမ်းပြီးဒုက္ခထက်ပါခုနှစ်ချက်လုံးသည်ဥပနိုင်ခန္ဓာမှာဖြစ်ကြပါတယ်ဒုက္ခသစ္စာမှာဖြစ်ကြပါတယ်အာယုန်တရားတွေဖြစ်ကြပါတယ်အဲ့လိုသိမယ်ဆိုရင်အဲ့ဒီဥပနိုင်ခန္ဓာကိုသိမြင်တဲ့အချိန်ကအရိယတို့သိရတဲ့ ောဂရိယသစ္စာရှစ်ချက်ကိုပြည့်စုံသိတယ်လို့ဟုတ်တိုင်းမှန်စွာသိရအတိညာဖြစ်ပါတယ်ဆိုပြီးဓမ္မစကြာမှာရရှင်ကဒုက္ခသစ္စာနဲ့ရှစ်ချက်ကိုဖွင့်ထုတ်ထားပါတယ်။ဒါအနည်းချုပ်ရင်တော့ဥပ္ပနာခန္ဓာဒုက္ခသစ္စာဖြစ်ပါတယ်။ဟုတ်ပြီနော်ဥပ္ပနာရှင်လို့ဟုတ်ကဲ့ဆရာဓာတုဓာတုဓာတုပါဆရာ။ဓာတုပါဆရာ။ဟုတ်ပါဘူး။ဟိုဟာမနှောလဲချမ်းသာအောင်ညာလဲသိအောင်ဘယ်လိုလုပ်ရမလဲ။အဲအခုနကပြောပြီးပြီလေ။အဲ့ဒါ ဆန်လေးဆရာဆရာကြီးကပြောခဲ့တယ်ဘာပြောလဲဆိုတော့အေးချမ်းသာငြိမ်းချမ်းသာပင်စင်ချမ်းသာအဲ့ဒါချမ်းသာသုံးမျိုးလုံးကိုအလိုရှိတော့ပူဇော်ကုန်တော့လို့သူအလိုအလိုသုံးတာပေါ့နော်လို့သုံးတဲ့ခါကျတော့ကျွန်တော်ကတပည့်ကတော့အကောင်းဆုံးကြံပြပါတယ်အကောင်းဆုံးကြံပြလဲဆိုတာဘာလဲဆိုတော့ဘုရားနုဒရီနဲ့နေရင်မနှောလဲချမ်းသာမယ်ညံလဲချမ်းသာမယ်ပေါ့မနှောချမ်းသာနှစ်ခုထွက်မယ်ဘာထွက်မလဲဆိုတော့ အခုနပြောတဲ့လာအေးချမ်းသာငြိမ်းချမ်းသာဥပမာအေးမယ်ပေါ့မနှောမှာကိလေသာတွေငြိမ်းမယ်ပေါ့အဲ့ဒီမရတာကဘုရားအာယုံပြုပြီးတော့လာကျွန်တော်သတိလေးနဲ့နေမယ်တစ္ဆာလေးပါတို့ပြန်နေတဲ့သိမြင်ပြီးတော့သတိလေးနဲ့နေမယ်လာဘုရားကိုလည်းပဲကျွန်တော်တို့ဒီအမှန်တမ်းနဲ့နေရမှာတွဲပြီးတော့မှသတိရမယ်ဆိုရင်အဲလောကီဘုရားနုဒတိမဟုတ်ဘူးလောကုတ္တရာဘုရားနုဒတိဖြစ်ပါတယ်လို့ပြောရတဲ့ပုံလေးနော်အဲ့လိုဘုရားပုံကိုအာယုံပြုပြီးတော့ ဟုတ်လားဖရာရဲ့ဂုဏ်ကျေးဇူးတွေအောင်မြင်ပဲဟုတ်လားဖရာဂုဏ်တော်တွေရာပြီးသားပါဣတိပိသောဘဂဝါအရဟံတမသာဘုရောသူတို့လောကဝိတုနောရောပုရိသဓမ္မတာရတိတရတွေကမနုဿာနာဘုရောဘဂဝါအကြိုက်တယ်လို့အာယုံပြုဖို့ပေါ့နော်အဲ့လိုအာယုံပြုပြီးတော့ဒီတစ္ဆာအတိတဲ့ဉာဏ်လေးနဲ့တွဲပြီးတော့နေမယ်ဆိုရင်မနောမှာလည်းပဲဒီဖရာရဲ့ဘုံတော်အာယုံပြုရတာမနောမှာအမတ္တမှာချမ်းသာတယ်တစ္ဆာအတိပြီးပြုတဲ့ဒါနတွေအမျက်ဆုံး ဒီအဲ့တဲ့ပို့ပြီးတော့မြင့်လာတာသစ္စာလွတ်ပြီးပြုတဲ့ဒါနသည်အမျက်ဆုံးဟုတ်တယ်နော်အဲ့လိုပဲသစ္စာတည်ပြီးအလားစောက်တည်တဲ့သီလသည်အမျက်ဆုံးထို့တဲ့ပို့ပြီးသစ္စာလွတ်ပြီးစောက်တည်တဲ့သီလအမျက်ဆုံးအဲ့လိုပဲအလားကျောင်းညနေတာတော့ဟောတယ်အလားဘုရားနသီနဲ့ရှင်နဲ့မြစ်တာ လောကထဲမှာလောကလုံးကိုအလားပြန့်နှံ့သွားတယ်ဆိုရင် အမတန်မှကြက်ပြစ်ရှိတယ်မင်္ဂလာရှိတယ်ပြောတယ် ော်အဲဘုရားနုတိထဲမှာမှသူပြောတာကလောကီဘုရားနုတိနဲ့ရှင်နေမြစ်တာဟုတ်လားဒီမှာကျတော့လောကုတ္တရာဘုရားနုတိနဲ့ရှင်နေမြစ်တာဟုတ်ပြီလားလောကုတ္တရာတောင်မှအသစ္စာလွတ်ပြီးတော့မှသစ္စာလွတ်တဲ့အသိဉာဏ်နဲ့ရှင်နေမြစ်တာလောကရဲ့အမြတ်ဆုံးနောက်ကဘုရားနုတိလည်းပြန်ကြည့်မယ်ဆိုလို့ရှင်လောကီဘုရားနုတိမဟုတ်ဘူးလောကုတ္တရာဘုရားနုတိသစ္စာတွေသိပြီးတော့ဘုရားအောင်အလုံးပြုတာဖြစ်ပါတယ်ဟာဘုရားအောင်အလုံးပြုပြီးတော့မှ ဒုက္ခငြင်းတဲ့အတိုင်းနေတယ်။ဘုရားအာယုံပြုပြီးတော့မှဟလာစင်ကြတဲ့အတိုင်းနေတယ်။ဟလာအခုနပြောတဲ့ဟလာသတိနဲ့နေတဲ့အခါမှာကျွန်တော်တို့ကလေးကခုနပြောလို့ပေါ့မစင်ကြတဲ့အရာတွေကိုမကင်တွယ်ပဲနဲ့တန်းတန်းရှင်းရှင်းအဲနေသလိုပဲပေါ့လို့ပြောတယ်နော်။အဲဒီအခါကြလို့ရှိရင်ဟလာဘုရားမသူနဲ့တွဲပြီးတော့နေထိုင်နိုင်ခွင့်ရသွားပြီဆိုလို့ရှိရင်ခြားသုံးမျိုးလုံးရလာပါလိမ့်မယ်။ဣဇာနာညေဇာနာကဓမ္မယတာဖြစ်ပါတယ်။ ိဝေကိစ္စကုံညာကဝိမုတိယတာဖြစ်ပါတယ်အဲ့တော့အခုသစ္စာလွတ်တဲ့ဉာဏ်နေရတာဝိမုတိယတာနေနေတဲ့ခါကျတော့မနောကသိမကြိုက်ရှင်ပြောတယ်เนาะဒါမှမဟုတ်မနောအတွက်လည်းပဲချမ်းသာလေးတွေခံစားရအောင်မနောဥနာပြောတဲ့အနည်းငယ်မေးသွားတဲ့ဝိညာဏအာဟာရပေါ့မနောသစ္စာအာဟာရပေါ့စေတနာအာဟာရပေါ့တရားကိုချစ်ခင်တဲ့စေတနာအဲဒါသမီးရှိတဲ့စေတနာနဲ့ဇာယံတော့ဖရားရှိတဲ့စေတနာပို့ကောင်းတာပေါ့ဟုတ်လားဘုရားရှင်ကိုအရှိထားမယ်အဲဘုရားကိုချစ်ခင်နေတဲ့ စေတနာတရားရှင်တစ္ဆာတရားတွေရှိခင်းနေတဲ့တရားတရားတွေဟိုအဲစိတ်မှာပီတိဖြစ်စေမယ်တဘောဝဖြစ်စေမယ်အာယုံပြုတ်ပြီးတော့နေမယ်ဆိုရင်မနောမှာလည်းပဲမနောရဲ့အာဟာရကိုခံစားရတာဖြစ်ပါတယ်အဲမနောအာဟာရကဘာတွေခံစားရမလဲဆိုရင်ဘုရားပြောတယ်ဓမ္မယတာတွေခံစားရမှာဖြစ်ပါတယ်အဲညာကတော့အသစ္စာ၄ပါးကိုဒီကနေ့တည်ပြီးတော့သစ္စာလွတ်ပြီးတော့နေပါမယ်ဒါဖြစ်လို့ရှင်အရောအတွက်ကဓမ္မယတာညာအတွက်ကဆိုရဲချမ်းသာသုံးမျိုးလုံးကိုဟာသစ္စာတည်တဲ့ညာသစ္စာလွတ်တဲ့ညာလည်းရရမယ် ဒါဗုဒ္ဓံသူနဲ့လည်းရှင်တွဲပြီးတော့လုလုမယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ကအဲ့ဒါအဲ့ဒီမနှောလဲချမ်းသာညာလဲချမ်းသာကိုခံစားပါလိမ့်မယ်လာလို့ရအောင်လားဗျာဟုတ်ပါတယ်ဟုတ်ပါတယ်ဒီပါပဲ